ဇူလိုင်လအတွင်းနိုင်ငံတကာဂုဏ်သစ်တာအသင်းရှင်အဆင့်60ဝင်ရောက်စိုက်ကပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်လာမယ့်ဇွန်လလအတွင်းရန်ကုန်ဝပီပီဆိုင်ရာစိတ်ကမ်းများသို့နိုင်ငံတကာကုန်သစ်သားတင်ရှင်အစင်60ဝင်းရောက်စိုက်ကမ်းမယ်လို့မြမစိတ်ကမ်းအာဏာပိုင်မှသိရပါထိန်နိုင်ငံတကာကုန်သစ်သားတင်ရင်စိုက်ကမ်းမှုမှာဇွန်လအတွင်း62ဆင်းရှိခဲ့ပြီးဇွန်လလမှာကုန်သစ်သားတင်ရင်60ဆင်းသာဝင်းရောက်စိုက်ကမ်းမှာဖြစ်တာကြောင့်ကုန်သစ်သားတင်ရင်စိုက်ကမ်းမှုမှာဇွန်လထက်အနည်းငယ်ရောကြမှာဖြစ်တယ်လို့မြမစိတ်ကမ်းအာဏာပိုင်မှထုတ်ပြန်တဲ့စာရင်းတွေကသိရပါထိန် ရန်ကုန်စိတ်ကမ်းဧရိယာမှာအပြည်ပြည်ဆိုင်ရာ ရေရင်ကြီးများစိုက်ကပ်နိုင်တဲ့စိတ်ကမ်းသဒ29ဆင်းရန်ကုန်တီလဝါအပြင်စိတ်ကမ်းဧရိယာတွင်စိတ်ကမ်းသဒ16ဆင်းစုစုပေါင်း46ဆင်းနဲ့ဝန်ဆောင်မှုပေးနေတာဖြစ်ပါသေး။ လက်ရှိမှာကုန်သွယ်မှုလုပ်ငန်းတွေကို ပင်လယ်ရေချောင်းကုန်သွယ်ရေးလမ်းကြောင်းမှပုံမဆောင်ရွက်နေပြီးရန်ကုန်အပြည်ပြည်ဆိုင်ရာစိတ်ကမ်းများတို့အပြည်ပြည်ဆိုင်ရာ ကုန်သစ်သားတင်တင်မော်များလဆင်ပုံမှန်ဝင်ရောက်စိုက်ကလျက်ရှိရာပြီးခဲ့တဲ့ဇန်နဝါရီလမှကျွန်းလာတွင် ကုန်သစ်သားတင်ရှင်362ဆင်းဝင်ရောက်စိုက်ကခဲ့တယ်လို့သိရပါတယ်ရှင်။